မင်္ဂလာပါ Stella was mama ကျူစုပါရယ်2025ခုနှစ်မန်လာ23ရက်နေ့မှာ29ရက်နေ့အထိတရင်နှစ်ဖက်အတွက်ဖြစ်ပေါ်လာနိုင်တဲ့ကံကြမ္မာများကိုဝေးဖွားသည့်နေ့နဲ့အလိုက်ပြောပြပေးတော်မှာဖြစ်ပါတယ်အင်းငါးနေ့ဖွားသည့်များအတွက်ဒီကြမ္မာမှာစီဝါရေးနဲ့အခြေရေးကတင့်ဘဝရဲ့အဓိကအယုံဆိုင်စရာဖြစ်လာပါတယ် မင်းယူရဲ့စွမ်းအားကြောင့်တင်းဆရာထက်တမ်းမှုနဲ့စွမ်းအားကိုပြသောအချိန်ခါအောင်ဖြစ်ပါတယ်။ကြိုးစားမှုကအောင်မြင်မှုကိုယူဆောင်လာနိုင်ပါတယ်။စီးပွားရေးစီးပွားရေးမှာစိန်ခေါ်မှုတချို့ရှိနိုင်ပေမဲ့ကြိုးစားရင်အောင်မြင်မှုရလာနိုင်ပါတယ်။တတိထရမှာကဖောက်တဲ့ဒါမှမဟုတ်ပူပေါင်းပြီးအလုံးလုံးကင်တူတွေနဲ့အဆင်မပြေတာမျိုးဖြစ်တတ်ပါတယ်။လူမှုရေး တငယ်ချင်းတွေနဲ့စကားများတာဖြစ်လာတတ်ပြီးစိတ်လှုပ်ရှားတော့ရကြောင်ထင်လွဲတာဖြစ်နိုင်ပါတယ်မိသားစုကတော့တင့်ကိုအားပေးထောက်ခံနေပါလိမ့်မယ်အချီကြီးအိမ်တော်ကြီးအချီကြီးမှာစိတ်လှုပ်ရှားစရာတွေဖြစ်လာနိုင်ပြီးချစ်သူမရှိတဲ့သူဖြစ်ဆိုတစုံတစ်ယောက်နဲ့စတင်မှုအကြောင်းရှိလာပါလိမ့်မယ်အိမ်တော်ရှိသူတွေဆိုအိမ်တော်ဘက်နဲ့အချင်းချင်းနားလည်မှုပိုကောင်းလာနိုင်ပါလိမ့်မယ် အခြားအကြောင်းအရာကိစ္စရဲ့များအနေနဲ့ကျမ်းမာရေးမှာပင်ပန်းတာဒါမှမဟုတ်ခေါင်းကိတ်တာမျိုးဖြစ်နိုင်ပါတယ်။ခီးသွားဖို့အစီအစဉ်ပေါ်လာနိုင်ပါတယ်။အချို့အားဖြင့်ဒီတစ်ပတ်မှာခေါင်းမုန်တဲ့ကိစ္စရဲ့များကတော့ကျိုးစားရင်စီးပွားရေးမှာအောင်မြင်မှုရရှိလာနိုင်ပြီးအချီးရေးမှာစိတ်လုံရှားစရာတွေဖြစ်လာနိုင်ပါတယ်။မိသားစုရဲ့အားပေးမှုကိုအပြည့်အဝရရှိနိုင်ပါတယ်။တတိထအမကိစ္စရဲ့များကတော့ စကားများတတ်တာကိုသတိထားပြီးပြင်ပန်းတာကြောင့်ကျမ်းမာရေးထိရောက်နိုင်ပါတယ်။အကြံပြုချက်အနည်းငယ်ကတော့စိတ်ရှိရှိထားပြီးအနားယူဖို့အချိန်ပေးပါ။အနီရောင်ပစ္စည်းကိုသုံးပြီးကန်ကောင်းအောင်ပြုလုပ်နိုင်ပါတယ်။အင်းကားနေမှာဖေးရကိုစီမင်းကားတိုင်းပူဇော်ပြီးစေရေးချမ်းမှုအတွက်ဆုတောင်းပါ။